ဥပောက်ကာလာကြီးမှာခြေကန်ချက်ဘီရင်ကြီးကိုဒုတောင်တိုက်ခွတ်အစုံနဲ့ယူခေါအောင်လုပြလိုက်တဲ့လော့ရှင်နဗင်းမိတ်ဆွေများလုံးမမင်းပါခင်ဗျာကျော်ကြား MMA Sport Channel ကနေပြန်လည်ကြိုလိုက်ပါတယ်နဗင်းကတော့ပြောထားတဲ့အတိုင်းစူပါလက်ကိုရှုံးကျွေးဆန်းနိုင်ခဲ့ပြီဖြစ်ပါတယ်ဝမ်ကိုဆက်ဆက်ရရောက်ချင်းခြေကန်ချက်ဘီရင်ကြီးရဲ့စုံမအဝါရတွေကိုခံယူခဲ့ရတဲ့နဗင်းတယောက်အခုတော့သူဟာအရင်လိုမျိုးလွယ်လွယ်ကူကူနဲ့အနိုင်ယူရတယ်မဟုတ်ကြောင်းကိုတက်တည်ပြနိုင်ခဲ့တာဖြစ်ပါတယ် ပေါ်ပြီးကြည့်ကြရပါကအစ္စလမ်ဘာသာဝင်နဘေးဟာဒီပွဲကိုဥပုပ်ဆောက်ပြီးထိုးတက်ခဲ့တာဖြစ်ပါတယ်။ဒီကာလမှာအစ္စလမ်ဘာသာဝင်တွေဟာမနက်နေ့ထွက်ချိန်ကနေစပြီးညဘက်လမမြင်ခင်အထိအစာစားခွင့်လည်းမရှိသလိုရေလဲတောက်ခွင့်မရှိတဲ့ပြင်တရွေးတော်မှမျိုးချလို့မရပါဘူး။ဒီလိုမျိုးအစာကောင်းကောင်းမစားရရေတောင်ကောင်းကောင်းမတောင်းရတဲ့ဥပုပ်ကာလမှာစူပါလက်လိုခြေကန်ချက်ပြင်ကြီးကိုအသာစီးထိုးတက်ပြီးအနိုင်ယူပြခဲ့တာဖြစ်ပါတယ်။ကနေရောကဗတန်ဝိတ်ချန်ပီယံခပ်ပောင်းစီပွဲအဖြစ်ဒီပွဲကိုပွဲတည်ပေးခြင်းခံခဲ့ရပေမဲ့ပွဲမတိုင်ခင်မှာစူပါလက်ဟိုက်ဒရေးရှင်းတက်စ်မအောင်ခဲ့တာကြောင့်နန်းတိုက်တဲ့ဘောင်းအဖြစ်ပြောင်းလဲထိုးသက်ခဲ့ရတာဖြစ်ပါတယ် ဒါကနဘေးအတွက်နင်းနာခဲ့တဲ့ဆွေရမှာဖြစ်ပြီးတကယ်လို့စူပါလက်အနေနဲ့စေးစေးဝေးချိန်သာအောင်မြင်ခဲ့မယ်ဆိုရင်နဘေးဟာလက်ချီမြောင်းလာပါတယ်နောင်တော်ကြီးစူပါလက်ကိုအလဲထိုးနဲ့အနိုင်ရရှိသွားနိုင်လောက်ပါတယ်ဒီဘက်မှာနဘေးဟာပထမချိန်တွဲစုံစင်းကအမားတွေကိုတေချာလေးပြင်ဆင်လာခဲ့ပြီးအိမ်စာချေခဲ့တယ်လို့ဆွေရမှာဖြစ်ပါတယ်တုံးကြီးစလုံးစူပါလက်တယောက်ဘာမှတော့လုံးမရပဲနဘေးပြုသမျှကိုနှုတ်ခဲ့ရပါတယ်နဘေးဟာအရင်လိုအရက်ရှည်လာကိုအားပြုမကစားတော့ပဲ striking ကောင်းကောင်းနဲ့ကစားလာတာကိုမြင်တွေ့ခဲ့ရပါတယ်သူရဲ့အမြင့်ခြေကန်ချက်တွေဒူးတိုက်ချက်တွေကခြေကန်ချက်ပြင်ကြီးကိုတော်တော်လေးအထိနာစေခဲ့ပါတယ်စူပါလက်အနေနဲ့လက်ရည်ကြသွားတာကြောင့်လား ါမှမဟုတ်ချန်ပီယံကပ်ဘက်ဆုံးရှုံးလိုက်ရလို့စိတ်ထဲကြနေတာလားဆိုတာမသိရပါပေမဲ့တော်တော်လေးကိုကစားပုံစိုးရွားနေခဲ့တာကိုမြင်တွေ့ခဲ့ရတာဖြစ်ပါတယ် နမိတ်အကိမ်းပလန်ကပိုလုံးဖြစ်ခဲ့ပြီးစူပါလက်အနေနဲ့အုံချီစလုံးဘာမှဖြစ်ဖြစ်မြောက်မြောက်ပြန်လုံးနိုင်တာမျိုးမရှိခဲ့ပါဘူးပြမကြီးဆဆအကျင်းပါတယ်စူပါလက်ကသူ့ရဲ့ပုံစံအတိုင်းအထင်းဝင်လုံးကိုစူးစမ်းခဲ့ပေမဲ့နမိတ်ကလည်းအခြေခံချက်တွေနဲ့ထောက်ထားနိုင်ခဲ့ပါတယ်စူပါလက်ကအကောင်အထင်းကစားဖို့စူးစမ်းလာခဲ့ချိန်မှာနမိတ်ကဖိအားပေးထိုးသက်ဖို့စူးစမ်းခဲ့ပါတယ်ပြမကြီးပြီးကန်ဒီမှာနမိတ်ရဲ့အခြေခံချက်ဖျောက်လက်သည့်ဒူးတိုက်ချက်အတွဲလိုက်ကိုစူပါလက်တယောက်ဘလို့မှမခံနိုင်ပေနော်ထောင်းချကအမှတ်စဉ်ရေးခံလိုက်ရပါတယ် ဒုတိယအချိန်မှာလည်းနဘေးကပဲပွဲကိုအုပ်ဆောင်ထားနိုင်ခဲ့ပြီးဆိုပါလက်တရားဘာမှတော့ဖြစ်ဖြစ်များများမလုပ်နိုင်ခဲ့ပါဘူးဆိုပါလက်အနေနဲ့နဘေးရဲ့အမြင့်ခြေခံချက်တွေကိုရှောင်နေရတဲ့အချိန်ကုန်နေခဲ့ရပါတယ်နဘေးကလည်းဆိုပါလက်ကိုလက်ရက်ပြီးခေါ်ထိုးတာကိုကြည့်ရင်ဘလောက်ထိယုံကြည်မှုရှိတယ်ဆိုတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်အဲဒီနောက်နှစ်ယောက်သားပူထိုးပြီးလှုပ်ချပါနဘေးရဲ့တံတောင်ရိုက်ချက်တွေကြောင့်ဆိုပါလက်နှထင်ကွဲပါတယ်ဆိုပါလက်လည်းအသေးပေါက်သွားပုံရပြီးခြေခံချက်တွေနဲ့လိုက်ဖြိုခွေးဖို့စ조사ခဲ့ပေမဲ့နဘေးကလည်းအရှောင်တင်းကောင်းကောင်းနဲ့ရှောင်ပြခဲ့ပါတယ်အဲဒီနောက်နဘေးကအမြင့်ခြေခံချက်ပေးတယ်မထင်ဖြောက်လည်းကြီးကျွေးတယ် ဇန်တိုက်ဆိုလိုခေါင်းကင်ဒူတိုက်အခွက်တွေတုံးလာခဲ့တာကြောင့်ဆိုပါလဲတယောက်ရှောင်းရင်တော်မရပဲဒူတိုက်ချက်မှာအစ္စလာမဝေသွားခဲ့ပါရင်နောက်ဆုံးချိန်မှာတော့နှစ်ယောက်သားထိန်းစားလာခဲ့ပါရင်အခုသဖြင့်ဆိုပါလဲဟာအလဲထိုးနဲ့မရှုံးရအောင်ရှောင်းကစားလာခဲ့တာကိုမြင်တွေ့ခဲ့ရပါရင်နမီကလည်းအလဲထိုးကိုစူးစမ်းခဲ့ပေမဲ့ဆိုပါလဲရဲ့တံပြန်ခြေကန်ချက်တွေဖြောက်လက်သေးတွေကိုသတိထားနေခဲ့ရပါရင်ဒီအချိန်မှာဆိုပါလဲနည်းနည်းစာတက်သွားတယ်လို့ဆိုရမှာဖြစ်ပြီးစိုင်ထိုးပြိုင်ထိုးလို့မရတော့ပူထိုးပြီး clean ချက်တွေရယူဖို့စူးစမ်းလာခဲ့ပါရင်ပွဲပြီးကန်ဒီမှာဇတိုင်းဝင်လာတဲ့နမီရဲ့အမြင့်ခြေကန်ချက်တွေကတော်တော်လေးကောင်းခဲ့ပြီးဆိုပါလဲတယောက်မာကုံမြင့်နေလို့သာမကြားခဲ့တာဖြစ်ပါရင်ပွဲချိန်ပြည့်တဲ့အထိအနိုင်ရှုံး ပေါ်ခဲ့တာကြောင့်အမပေးဆုံးဖြတ်ခံယူခဲ့ရမှာဒိုင်း300ဆလုံးကနဘေးကိုပဲတင်းကြီးတင်းကျော်ထဲအနိုင်ပေးခဲ့တာဖြစ်ပါတယ်။ဟုတ်ကဲ့ပါများဗီဒီယိုလေးကဒီလောက်ပါပဲ။နောက်နေ့မှလည်း MMA နဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချိုလိုက်ရပါတယ်ခင်ဗျာ။